အလုံးမဲမင်္ဂလာပါရှင်။ဆ iam မစပယ်ဖြူနုဤပါလီယာအန်နီစာအုပ်ထဲမှာအန်နီလေးအကြောင်းကိုအပိုင်းငါးအနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။တန်တာယာအိုင်တော် ဆိုလာထောဝါတို့နင်းစီမေတို့မေကြီးတို့နဲ့စတင်လိုက်တဲ့မြမအိုင်တို့ဟာဆဆာချင်းနှစ်မာဒီမဲအဲနီတို့ကန်တာယာရက်ကကလေးလူကြီးတွေရဲ့ပါဇက်ဖျားကိုရောက်ခဲ့တာပဲဈေးထဲမှာလဲအိုင်တော်ကျောင်းမှာလဲအိုင်တော်ပုံပေးကြပါဆိုပေမဲ့ကန်တာယာရက်ကလက်လုံးလဲစားများလို့တိတ်မပုတ်နိုင်ကြဘူးလေးနဲ့ပဲပုတ်ခဲ့ကြတာများတာပဲပွဲပြီးတော့အားလုံးမောပြီးကြံခဲ့တယ် မမောပဲကြံခဲ့သူတွေကလည်းနောက်ဆုံးဆင်းမှာဆိုသွားတာဘသူပိုကောင်းနေဆိုပြီးဆက်ညင်းကြတာပဲအကြိုက်ချင်းမှမတူဘဲကိုတငယ်ချင်းချင်းချင်းလဲညင်းခုံကြမောင်နှမတွေလဲညင်းခုံကြတာပဲလူကြီးတွေတင်မဟုတ်ဘူးကလေးတွေလဲညင်းကြတာပေါ့အဲနီတို့မောင်နှမကတော့ခက်အေးအေးပါပဲဘသူဆိုဆိုဟေးဟာနဲ့အားပေးလိုက်တာပဲဘသူမှလဲမပုတ်ဘူးမဲမပေးဘူးဘလို့လုတ်ပုတ်နိုင်မလဲကိုကိုလေးနဲ့အဲနီကိုလူကြီးတွေက ဖုန်းလည်းပေးမကင်မဲကိုဒါပေမဲ့ဖုန်းရှိတဲ့ကိုကိုကြီးလည်းမပုတ်ပါဘူးလေသူပြောကတော့လက်ဖက်ရည်တောက်ဖို့ပစံလေးနည်းနည်းပဲရှိတဲ့ထဲကဘာလို့ပုတ်မလဲဟစူရတဲ့သူကငါ့ကိုမုံဖို့ပြန်မိမယ်ဆိုလဲတော်သေးတဲ့ဒီလိုနဲ့ပဲပွဲပြီးလို့လာနေနေလောက်ကြတဲ့ခါမှာတော့လူကြီးတွေဟာရက်ွက်แท้မတော်မတည်ဘူးလို့သူတို့ထင်တာမြင်တာတွေကိုဆက်ပြောရင်းအိုက်တော့ကိုမေ့သွားကြပြန်ရော့ တရက်တော့ဈေးတွေကဟင်းရွက်တယ်မငွေမှုကဈေးဝယ်နည်းနည်းပါတဲ့ချိန်မှာအိုင်ဒေါ်အိုင်ဒေါ်နဲ့စပြန်ပြောတော့ဘေးကဈေးတွေစိတ်ဝင်စားပြီးခေါင်းထောင်လာတယ်။ပါတဲ့ကန်သားရအိုင်ဒေါ်တဲ့မြမအိုင်ဒေါ်လည်းမဟုတ်ဘာမဟုတ်အိုင်ဒေါ်ကငါတို့ရက်ွက်နမ်းမီပဲလားအဆမ်းပဲဟိကြာမကြာဘူးပါဘူးဟဲ့အေးလေဘဲကကန်သားရအိုင်ဒေါ်ပေါ်လာတာလေအမေရိကန်အိုင်ဒေါ်ပြီးတဲ့ခါကျတော့မြန်မာအိုင်ဒေါ်ပဲကြာဘူးပါတယ် ကြားဘူးလားမကြားဘူးလားအသာထားကျမကတော့ကျမသားပြောသွားတာကန်တာရအိုက်တော့စတော့မှာတဲ့တေချာကြားလိုက်တာပဲမောင်ဝင်းမိုးကအသေးချာထပ်ပြောတော့လဲဈေးတွေဟာငါတို့တီဗီမကြည့်မိတဲ့အချိန်ကြော်ညာသွားတာနေမှာပေါ့တို့ဘာတို့ဆက်တွေးလိုက်ရတာပေါ့တကယ်တော့ဈေးတွေထင်းသလိုကန်တာရအိုက်တော့ဟာတီဗီမှာကြော်ညာသွားတာမဟုတ်ပါဘူးကလေးကလေးချင်းပဲစော်ရင်ကစားရင်ကြော်ညာတာပါ ကလေးတောင်မှပဲကန်သာယာရက်က ကလေးတွေပဲကြောညာကြတာပါအင်းလေကန်သာယာကလေးတွေပဲကြောညာရမှာပေါ့ကန်သာယာအိုက်တော့ကလည်းကန်သာယာမှာပဲလုံမှာကိုကန်သာယာအိုက်တော့ကိုလို့ဖို့အကြံရတာကတော့ကိုကိုလေးတငယ်ချင်းပြည့်ပြည့်ပဲပြည့်ပြည့်ဟာကန်သာယာကတကူရီတော့တီဝိုင်းပိုင်ရှင်ရဲ့သားမဟုတ်လားဒီတော့ငယ်ကလေးကတခြားကလေးတွေနဲ့စာရင်တချင်းကောင်းကောင်းဆိုတတ်တယ်ကလေးတွေတချင်းဆိုပြိုင်တာခေစားတော့ကတော့ ရန်ကုန်မှာတချင်းစုသွားပြိုင်မလို့လုံးလိုက်သေးတာနောက်တော့ဘာဖြစ်လို့မသွားပြင်မှန်းမသိလိုက်ကြဘူးပြပြကကန်သာရအိုက်တော်လို့ဖို့ကိုကိုလေးကိုအရင်တိုင်းမင်းနဲ့ကိုကိုလေးကချက်ချင်းပဲကောင်းသားပဲတဲ့တကယ်တော့ကိုကိုလေးဟာတချင်းစုသားတွေဘာတွေဝါသနာမပါပါဘူးပွဲကြည့်ရတာကိုပဲဝါသနာပါတာဘာပဲဖြစ်ဖြစ်အကြောင်းမရတဲ့ရဲ့မှာကန်သာရအိုက်တော်လို့မယ်လို့သူတို့ဆုံးဖြတ်လိုက်ကြတယ်အိုက်တော်လို့ဒါကဟုတ်ပါပြီဒိုင်းကြတော့ဘသူ့ကိုလှုပ်ခိုင်းမလဲ ဖေဖေတငယ်ချင်းတွေရှိသားပဲကိုကိုလေးရဦးရွေးတို့ဦးမိုးဝေတို့ဆိုတချင်းကောင်းကောင်းဆိုတတ်တယ်ကွအစိုးရမလို့ရှင်တို့မလို့တာတဲ့ငါ့ကိုပြောဘူးတယ်သူတို့ကိုတိုင်ခေါ်လို့ဖို့ခေါ်มาပေါ့မင်းကလည်းအပြီးပါအောင်မလားလူကြီးတွေကလည်းလာတီးပေးဖို့အားမမထင်ပါဘူးကွာငါကလည်းဂီတာနဲ့လည်းပဲတီးတတ်သေးတာမဟုတ်လားအတီးတော့မထဲတော့ပါဘူးအဲနီတို့တရုံတကားဒီဝိုင်းကိုသတိရသွားပြီးကိုကိုလေးရေကျင်သွားတယ် အိုက်တော့မှာလာတိခိုင်းလိုက်လို့ကတော့ပုံတွေရအောင်တော့မှာပဲငါတို့ကလူရွေးပွဲပွဲလုံးမလားပြည့်ပြည့်အလုံးရှုပ်ပါလေကွာဆိုချင်တဲ့သူအားလုံးလာဆိုပါစေအတန်းကြီးတွေတော့မပါစေနဲ့ပေါ့ကွာဒီလိုလောက်ကွာနှစ်တန်းအဲသုံးတန်းအနေ၆တန်းအထိကြီးညာမယ်မကောင်းဘူးလားကြော်ထက်အောင်ကြတော့ဘယ်သူလုံးမှာလဲပြည့်ပြည့်ခဏတွေ့သွားတယ်ဟုတ်သားပဲအစီအစဉ်နေဆက်သူတွေဘာတွေထဲအောင်မှာပေါ့ဘယ်သူထဲရမလဲလို့သူတို့ဆက်တိုင်းမင်းကြပါမိမဲ့ တော်တော်နဲ့အဖြေမထွက်ဘူးနောက်ဆုံးတော့ပြည်ပြည်ကမင်းလုံးပေါ့ကိုကိုလေးရနော်တငယ်ချင်းနှစ်ယောက်သားခေါင်းချင်းဆိုင်တိုင်မြင်လိုက်ကြတဲ့ကန်သာယာအိုက်တော့ဟာနောက်နှစ်ပတ်လောက်ကြာမှာတော့ကလေးတွေကြားထဲမှာတော်တော်နာမည်ရနေပြီလူကြီးတချို့လည်းတည်နေကြပြီပြည်ပြည်နဲ့ကိုကိုလေးစီမှာလာဆက်စုတဲ့သူတွေလည်းမနေဘူးတချို့ကလည်းဘာစုပေးမှလဲကအရင်စမေးကြတယ်နှစ်ယောက်သားပြန်နိုင်မီပြီးတော့မှ ပထမစုရမယ့်သူ ပိုင်ဆိုင်မဲ့အချက်တွေကိုကြော်ညာရပြန်တယ်။လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ပြပြရဲ့ဘာကြီးဆိုင်မှာတပတ်တိတိမနက်တိုင်းဤကြားဝေးတစ်ခုစားခွင့်ဘေးကအေးဆိုင်ပြပြတော်ဆိုင်မှာငားရည်တိတိကြံရင်တောက်ခွင့်ပြိတ်သက်လာပုံးကြတဲ့စားစရာကစားစရာတွေအပိုင်ယူခွင့်ဒုတိယစုကဤကြကွေး၄ရက်ကြံရီက၂ရက်ရဲ့ဗုဒ္ဓပစ္စည်းတွေရဲ့တတိယစုကတော့ဤကြကွေး၂ရက်ကြံရီ၁ရက်ဗုဒ္ဓပစ္စည်းတွေရဲ့ပေါ့ ပြီးတော့ဘဲဆူရှင်မဆိုးလူကြီးတွေကပွဲလာကြည့်ရင်ကျွေးတဲ့မုံတွေစားရမယ်တဲ့။စူပေးရင်လည်းယူလို့ရတယ်တဲ့။အမဲဆူတွေကျင်ညာပြီးတော့စင်းလာပြီးတဲ့သူများလုံးတို့တငယ်ချင်းတယောက်မှနောက်ဆုံးတော့ကလေး15ယောက်ကိုရွေးပြီးတာနဲ့လူပြေးပြီလို့ပြောလိုက်ရတော့တယ်။အဲဒီ15ယောက်ထဲမှာသူညီမအန်နီပါနေတာတွေ့ရတော့ကိုကိုလေးကမအံ့ဩဘူး။အန်နီဟာဒါမျိုးကိစ္စဆိုရှေ့ဆုံးကပါမှာပဲဆိုတာ သိပြီးသား။ တချင်းဆိုဝါသနာပါလို့တချင်းသိဆိုရလို့တော့မဟုတ်ဘူးမုံစားရမယ်ဆိုလို့စီးရင်လာပေးတာမှန်ကိုကိုလေးကတန်းတည်တယ်အဲနီတငယ်ချင်းတူမာလဲပါတာပေါ့တူမာကတော့အเจ้าမွဲတွေဆိုကနေကြကြပြာယူနေကြဝါသနာပါပြီးသားမဟုတ်လားအဲနီကအဖို့မရှိဘူးအတူဆိုရအောင်တော့ဆိုတော့လဲပါလာတာပဲကန်တာရအိုက်တော့မှစီးရင်ပေးပြီးပြီဆိုတာနဲ့အဲနီဟာအိမ်မှာတချင်းရွေးတော်တာပဲ ဘာတရှင်ဆိုရမလဲရင်တို့ကိုကိုလေးကိုကမ်းပြီးတော့ဆိုခြင်းရာဆိုတဲ့ငါကပွဲစီစဉ်တဲ့လူငါကိုမမေးရဘူးတဲ့ကိုကိုကြီးကတော့အလုံးရှုံရတဲ့အထဲလို့ငေါ့လွတ်တယ်နောက်ဆုံးတော့အဲနီခမားကသူ့ကိုစိတ်ရှည်တဲ့ဒေါ်လေးစီရောက်လာတယ်အဲနီစကားကိုကြားပြီးတဲ့ခါမှာတော့ဒေါ်လေးဟာမျက်ရည်ထွက်အောင်ကိုရဲတော့တာပဲအမလီသမီးရဲ့အိုက်ဒေါ်ဟုတ်လားကန်တာယာအိုက်ဒေါ်တယ်လား ဟုတ်ပါတယ်ဆိုဒေါ်လေးကလည်းလှုပ်ပါသမီးကိုတချင်းရွေးပေးပါသမီးကပါတချင်းဆိုရင်တို့လည်းပြောပါအောင်ဆူရမယ်တချင်းဒေါ်လေးကရည်ပြန်တယ်ဆူရမယ်တချင်းဆိုတာရှိမှမရှိပဲသမီးရဲ့ကိုကကောင်းကောင်းဆိုနိုင်ရင်တချင်းကကောင်းမှာပေါ့ဆူရမှာပေါ့အဲနီကောင်းကောင်းဆိုမှာပေါ့ဒေါ်လေးတချင်းရွေးပေးနော်နော်လို့အေးပါကွယ်အေးပါလို့ဒေါ်လေးကပြောတယ် နောက်နေလဲကြာရောဒေါ်လေးရွေးပေးထားတဲ့တချင်းကိုအဲနီသိရတယ်။ကိုကိုလေးတို့နဲ့မိုးရီထဲမှာအော်အော်ဆူနေကြတဲ့ချင်းမှာပဲ။အဲနီအတန်းညံညံငူကြရပြီဆိုရင်လူကြီးတွေဟာကန်တာယာအိုက်ဒေါ်ဆူလာဟဲလို့ပြောပြောပြီးရီကြတာပဲ။နားထောင်ကြည့်ပါအောင်လေ။မိုးရွာရင်မိုးရချိုးမယ်မေမေလာရင်နုဆုမယ်ဖေဖေလာရင်အုံးဒီခွဲစားမယ်အဲနီဒီလာဆိုတော့လည်းမဟုတ်ပါဘူး ။အဲဒီတငယ်ချင်းဒူမာကလည်းအဆိုကျင့်တာပဲ။ဒူမာကိုသူ့အမကဖုန်းထဲကတချင်းလေးဖွင့်ပေးထားတယ်။ဒူမာကနောက်ကလိုက်ဆိုတာပေါ့။တချင်းကတော့သူ့လိုကလေးတွေတိတ်ကြိုက်တဲ့ Frozen ဇာတ်ကားတဲ့ကတချင်းလေးလက်တွေကိုတဲ့။အဲဒီဆိုရက်တလို့ဆိုရင်တော့လာဒီကိုပေါ့။ဒီတချင်းလေးကိုတိတ်ကြိုက်တဲ့ဒူမာကမကြမကြဆိုတိုင်းအဲနီကနောက်ကနေမပြီးမသားလိုက်អော်တော့တာပဲလာဒီကိုလာဒီကို သူတို့တငယ်ချင်းတွေထဲမှာကြော်ကြော်နဲ့ဖူးညီတော့မပြိုင်ဘူးဒါပေမဲ့အန်နီနဲ့တူမှာကစားတာတွေဘာတွေရက်ပြီးတချင်းဆိုကျင်းတဲ့နေရာမှာတော့လာကြည့်ပြီးအားပေးကြတယ်အန်နီကနင်းဆိုတာစီးချင်မကြဘူးဟာအန်နီဟာလူကြီးစကားလာပြောတဲ့ကြော်ကြော်ကိုမျက်စောင်းထိုးလိုက်တယ်ငါကဒီလောက်ပဲဆိုတတ်တာကိုဟဲ့ပထမတော့မယူပါဘူးတတိယလောက်ဆိုတော့ပါပြီတတိယဆူမှန်းနဲ့အန်နီမျက်နှာကခက်တည်တည်ပဲ မသိရင်တတိယစုကြီးကသူ့ရှေ့ကိုအခုပဲရောက်လာတော့မလို့ကဲနင်းတို့ဘသူအရင်ဆဆိုမှလဲဖိုလ်ညီမေတော်တူမာကအန်နီလို့ဖြေလိုက်တယ်အန်နီဟာတချင်းဆိုမလို့ပြင်လိုက်ပြီးမှလက်ထဲမှာဘာမှမရှိတာသတိထားမိလိုက်တယ်မိုက်လည်းမရှိဘူးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဒေကိုင်းချောက်ကလေးတစ်ခုတွေ့တာနဲ့အဲ့ဒါကိုပဲကောက်ကင်လိုက်တယ်အင်းခုလိုတငယ်ချင်း၃ယောက်ကဝိုင်းကြည့်နေတော့လဲအဆိုတော်လေးအန်နီခမားခဏတော့တန့်သွားတယ် တချင်းအစားကဘာပါလဲစဉ်းစားတယ်။နေအောင်တချင်းမစိုးခင်နှုတ်ဆက်ရမယ်မဟုတ်လား။ TV မှာကြည်ရတဲ့ stage show ပွဲတွေမှာလို့ပြည်သက်ကြီးမင်္ဂလာပါ။အဲနီဟာပါကိုဘာဆိုတဲ့အတန်ရှိရှိဆွဲអော်လိုက်တယ်။သူ့တငယ်ချင်းတွေကလည်းညီးတယ်နော်။မင်္ဂလာပါတဲ့။အစဉ်ပြေရင်လက်ခုံတန်လေးကြားကျင်ပါတယ်။ဟာနင်းကလည်းတချင်းမဲ့အရင်ဆိုအောင်ဆိုတာကောင်းရင်ပြီးမှာပေါ့ဟ။မကောင်းရင်မတီးဘူးပေါ့။နင်းဒီခိုင်းတိုင်းပြီးရမှာလား။ ငါကတီးဆိုတီးပေါ်ကြော်ကြော်ရဲ့မတီးရင်ငါမဆိုးတော့ဘူးနော်တူမာကအရင်ဆုံးစားတီးတော့လဲကြော်ကြော်ရောဖူညီပါ လက်ခုပ်လိုက်တီးကြတယ်ဒါနဲ့ပဲအန်နီဟာသူ့ပြိုင်ပွဲဝင်တခြင်းကိုစဆူပါတော့တယ်မိုးရွာရင် အပိုက်စားတဲ့အခါတငယ်ချင်းတွေကလိုက်ဆိုတော့အန်နီဟာခုနကညင်းကြရတာကို မေ့ပြီးပျော်သွားပါလေရောသူမလည်းတချင်းစားဆိုရောအန်နီဟာအစာပိုင်းတွေလိုက်မဆိုတတ်လို့ငြိမ့်နေသေးတယ်။သူရတဲ့နေရာရောက်တဲ့ခါမှာတော့ လာဒီကိုလာဒီကိုနဲ့ဝင်ဆိုတော့တာပေါ့လေတချင်းဆိုကျင်တာဟာအန်နီတို့တင်းမဟုတ်ပါဘူးအိုက်တော့မှဝင်ပြိုင်မဲ့ကလေးတိုင်းအဆိုးကျင်းကြတာပဲခြံတွေကလည်းကျဲတော့အိမ်နဲ့ဝူးဝေးမှခြံနောက်ဖက်မှာလူစုပြီးအားပါတရာအော်ဆိုးကြတာပဲလူကြီးတွေကတော့ရည်သူကရည်ငေါသူကငေါပါပဲဒီလိုနဲ့ကန်သာယာအိုက်တော့လုံးမင်းကို ရောက်လာပါရော့ကန်သာယာအိုက်တော့ကိုကန်သာယာကကလေးတွေတင်းမကဘူး ညောင်မင်းရက်တို့စိန်ပန်းရက်တို့ကကလေးတွေတောင်းလာကြတာဆိုတော့တော်တော်စီတယ်ပြောရမယ်။ပွဲလုံးတဲ့ပြပြတို့ channel ကမြေပြင်ကျဲမှာအစဉ်ပြေသလိုဖဏလေးတွေချောင်းဝင်ထိုင်ပြီးနေရာယူနေတဲ့ကလေးတွေကနဲတာမဟုတ်ဘူး။အဲနီတို့လိုကလေးတွေတင်လာကြည့်တာမဟုတ်ဘူးနော်။ရက်ကြီးတဲ့လူကြီးပြိတ်တက်လဲပါတယ်။လူကြီးတွေထဲမှာအဲနီဒေါ်လေးရောဦးငါရောတွေ့လို့အဲနီနောက်ဖက်လှဲပြီးရီးပြရသေးတယ်။ ဒေါ်လေးတို့နောက်မှာလမ်းထိပ်ကအစာအုပ်ဆိုင်ပိုင်ရှင်ဒေါ်တော်ဝိုင်းကိုလည်းအန်နီတွေ့တယ်။ကိုကိုလေးပြောတာတော့ပထမဆုရတဲ့ကလေးကိုကာတွန်းစာအုပ်တွေပေးမယ်။ရွှေအင်း၅ရက်တိုင်မယ်။အဲ့ဒါထပ်တိုးထားတဲ့ဆုတဲ့။ဘာလို့များတတိယဆုမှာထည့်မပေးပါလိမ့်နော်။အန်နီတချင်းဆိုတာတွေ့ပြီးတော့မှပေးခြင်းစိတ်ပေါက်လာရင်ဘလောက်ကောင်းမလဲ။ဒေါ်တော်ဝိုင်းအန်နီကိုကြည့်ရင်ရီပြဖို့ပြင်ထားပေမဲ့ဘေးနာကဦးမိုင်းတို့ဒေါ်တော်ကြီးတို့ဒေါ်လေးနော်တို့နဲ့ ဘာတွေပြောပြီးရဲနေကြတယ်မသိဘူး။အဲနီကိုမမြင်တာနဲ့အရှိကိုပြန်လှည့်ရတယ်။ပြည်တပ်ရဲ့ရှေ့တနေရာမှာတော့ပြည်ပြင်းနဲ့ကိုကိုလေးဟာခေါင်းချင်းဆိုင်နေကြတယ်။ဒိုင်းတွေမပါတော့ဘလို့လုံးမလဲကိုကိုလေးဟာဦးရွေးတို့ဦးမိုးဝေးတို့ကလည်းတေချာပြောထားရင်လည်းမလာဘူးဆိုတော့ခက်ပြီပေါ့။ရန်ကုန်ကကြပြားဆရာတွေလာလို့တယ်ဟာ။အဲ့ဒါငါတို့အိုင်တော့လောက်အရေးကြီးလို့လားကွာ။ကိုကိုလေးကငိုင်နေတဲ့ပြည်ပြည်ကို ပခုံးဖက်လိုက်တယ်။ ခေကောင်ပြပြဒီတပွဲတော့ဒိုင်းမပါလဲနေပါစေကွာတချင်းဆိုပြီးပုံကြမှာပဲဟာနောက်တစ်ခေါက်တော့မှဒိုင်းမေးခေါ်ပေါ့မင်းကလည်းဟုံသားပဲလို့ပြောပြီးပြပြမျက်နှာရှင်လာတယ်ခဏနေတော့ကန်သားရအိုက်တော့စပြီးဟင်းလို့ဂျင်ညာပြီးကိုကိုလေးရှေ့ထွက်လာတယ်စမှာပဲလေမိုးကလည်းညိုလာတာကိုပြေးတဲ့ကဝိုင်းကြည့်နေတော့လေအန်နီကိုပြီးပြီးကိုကိုလေးဟာရုတ်တရက်ဘာပြောရမှန်းမသိလက်ထဲမှာတကယ်စီစဉ်တင်ဆက်သူလိုမိုင်းမရှိတော့ လက်ကိုဘယ်ထားရမှမသိဖြစ်သွားရှာတယ်။ပြပြကဟစ်ကပြောတော်လီဆိုတော့မှပြိုင်ပွဲဝင်15ရောက်ရှိတယ်ဆိုတဲ့အကြောင်းတယောက်ချင်းစီ ဆိုဖို့ခေါ်မဲ့အကြောင်းစသည်ဖြင့်ဂျာပန်စကားပြောသလိုပြောချလိုက်တာပဲ။ကလေးပြိတက်ကလည်းဒီလူနဲ့ဒီလူမဟုတ်လား။ဟာဒီကောင်တွေစကားများတယ်ကွာ တော်တော့ကိုမသချင်းဆိုမဲ့လူတွေဆိုပါစေ။ဘာရီထားအော်ကြသေးတာရဲ့။ပြိုင်ပွဲဝင်နေခေါ်တော့မယ်ဆိုတဲ့အတန်လဲကြရော့။ အဲနီဟာတချို့ကလေးတွေလိုကြောက်တူးတုံမနေဘူးပျော်တောင်ပျော်နေသေးတယ်။သူနောက်ဖက်ကကလေးတွေထဲမှာပုံခိုင်းလို့ရမဲ့သူလိုက်ရှာတယ်။ကြော်ကြော်တို့ဖုန်ကြီးတို့ဇီကပုံတွေလည်းရမှာပဲ။ဒါပေမဲ့နောက်ထပ်ပုံမဲ့သူရှာရအောင်မယ်လေ။ဟော်တွေ့ပြီ။ကိုစုတို့ဦးဦးတို့ပုံလာပြီးကြအောင်နော်။ကိုကိုလေးတငယ်ချင်းကိုစုကတော့အာနာတတ်တယ်မဟုတ်လား။အင်းလို့မပြောချင်းပြောချင်းပြောတယ်။ဦးကတော့သူ့လက်ထဲကချိုးချင်းသုံးလေးခုရဲ့ ဘစ်ကစ်ထုံလေးတစ်ထုံရေကိုငုံကြည့်လိုက်ကိုစုကိုမောကြည့်လိုက်လုံးပြီးမှဆိုတာကောင်းရင်ပေးမယ်လေအဲနီဟာလက်မလျှော်သေးဘူးနောက်တစ်ဖက်လှည့်ပတ်ပြီးရှာလိုက်ပြန်တယ်ဟောချမ်းမြေနင်ငါကိုပုံပြီးမယ်ဟုတ်တယ်မလားဟာငါကမုန်းတစ်ခုပဲပါတာငါမောင်လေးကိုပုံမှာပေါ့ပြီးရောပြီးရောဟဲပူလူပူလူမမကိုပုံပြီးနော်ပူလူဟာသူ့လက်ထဲကမုန်းတို့ကိုငုံကြည့်တယ်မမအန်နီကလည်းတပါတာတောင်စားလို့မဝရတဲ့ဟာ ဒုက္ခပဲလို့ယူရင်းမျက်နှာလေးပြဲသွားရှာတဲ့အန်နီဟာနောက်တစ်ယောက်ကိုထပ်တွေ့ပြန်ရော့ဖိုးခွားငါ့ကိုပုတ်လာပြီးနော်ပြီးမယ်မဟုတ်လားငငယ်ရွယ်နဲ့မျက်မှန်တတ်ထားရတဲ့ဖိုးခွားကမျက်လုံးလေးပြူးပြီးပြန်ကြည့်နေတော့မှာပဲကိုကိုလေးဩလိုက်တဲ့အန်နီနင့်တန်ကြီးပဲတိတ်တိတ်နေစမ်းဆူတဲ့အတန်ကြရတော့တာပဲအန်နီခမားလဲနှုတ်ခမ်းလေးဆူပြီးငြိမ်သွားပါရော့ကန်တာရအိုက်တော့ကစပြီလေ ပထမဆုံးဆိုရတဲ့သူက မောင်ဖိုးညံနဲ့သူက အန်နီတို့ထက်အတန်းကြီးတယ်။အားလက်ချင်းဆိုចောင်းစာကြီးတိုက်ထဲမှာဆောင်းတွေဖန်နေတဲ့သူကတချင်းဆိုလာပြိုင်တော့အန်နီအန်အောလိုက်သေးတယ်။အင်းလေအန်နီတို့မုံစားခြင်းတို့လာပြိုင်တာဖြစ်မှာပေါ့။မောင်ဖိုးညံကိုကြည်ပြီးတွေးနေတဲ့အန်နီဟာတကယ်လဲတချင်းဆိုတာကြားလိုက်ရရောသူမှာတော့ပထမဆုံးပြိုင်ဘက်တွေ့ပြီးလို့တွေးလိုက်မိတာပဲ။မောင်ဖိုးညံကအတန်ကောင်းတယ်လေဆိုတာကလည်း ။အန်နီတို့အိမ်မှာလူကြီးတွေမကြမကြာဖွင့်တတ်တဲ့တဲ့ကျန်စင်ထိတ်ကလာရိတ်ပြားတဲ့။ဝါဝါလေးဆိုရင်အတန်ကောင်းနေတယ်ဟဲ့တီလာ။ဘာမှမသိပြောလိုက်တော့အန်နီဟာသူ့ကိုယ်သူငုံကြည့်တယ်။မောင်ဖို့ညာတော့မဟုတ်ပေမဲ့အန်နီလည်းနည်းနည်းတော့ဝါသားပဲ။ဘိုက်ကလည်းပူပူလေးပဲနော်။ဒီလိုအတန်ကောင်းအောင်ဘလို့လေ့ကျင့်ထားတဲ့မောင်ဖုံညာကျွန်တော်ကျွန်တော်အိမ်မှာမမကိုပကံကူဆေးပေးရတယ်လေ ကန်စေးရင်တချင်းတွေဆိုပြတာပဲတခါတခါဆိုပကန်တွေတောင်ကြကွဲတယ်လူကြီးတွေဘက်ကရည်တန်းထွက်လာတယ်ကဲပကန်စေးရင်တချင်းဆိုကျင်းခဲ့တဲ့မောင်ဖူးညံကိုပုတ်ချင်းရင်ဟော့ကိုရှေးကကြွကြွအိတ်ထဲမှာပုတ်တွေထည့်ကြတော့မောင်ဖူးညံလို့နာမည်ကတ်ထားတဲ့အိတ်နော်တယောက်ပြီးတယောက်ဆိုတော့လဲအဲ့ဒီလိုပဲဆိုပြီးရင်ကြော်ညာလိုက်ပုတ်တွေသွားထည့်လိုက်ပေါ့လေအဲ့ဒီဟာပုတ်တွေတော့ကုန်ပါပြီတွေ့ရင်မျက်နှာလေးငယ်နေရှာတယ် သူ့အမနာကနေနေရွေလာတဲ့တူမကိုငါတို့အလှလည်းမရောက်သေးဘူးဟဲ့လို့တူတူလေးပြောလိုက်တယ်။အခုအလှကြသူကတော့အေလီကိုကိုလေးစကားမဆုံးသေးဘူးဆိုမဲ့ကောင်မလေးကခလုတ်တိုင်းရင်နဲ့အရှိကိုရောက်လာရော့။အေနီတို့နဲ့အတန်းတူပဲအเจ้าမဲမတူလား။ဒေါ်လေးတငယ်ချင်းရဲ့တူမလေးတဲ့။เจ้าကနေအင်ကိုပြန်ရင်တခုမဟုတ်တခုမေ့ကြံခဲ့တာနဲ့သူဝင်ကခဏခဏဆူရတယ်လို့ပြောတာပဲအဲ့မဲ့သူကတရှင်ဆိုတော့ကောင်းတာပဲနော် ညာနန္ဒာညညိုညိုရခသန်းတော်ရွှေမန်းတောင်ရေတူတူခိုးမဲပြူပြူရေးရဆိုတဲ့တန်ကအဲနီနားထဲမှာตาရနေတယ်။ငါဒါမျိုးများဆိုတတ်ရင်တိတ်ကောင်းမှာပဲလို့တွေးနေတော့အီဒီကပြိတတ်ဖဲဥညွပြီးကျေးဇူးတင်ပါတယ်ရှင်နဲ့။တစ်ခေါက်ထက်ကြောရအောင်မှမဟုတ်လား။ဟုတ်သားပဲဟိုလေအီလီမိသွားလို့ပါ။လူကြီးတွေရောကလေးတွေပါတအုံးအုံးရေတော့အီဒီကလည်းလိုက်ရတာပဲ။ တူမာလှဲမှုအရှိရောက်သွားတဲ့အထီတောင်တချို့ရဲနေကြတော့မယ်တူမာဟာအခေါက်ခေါက်လေးကျင်းထားသလိုအဲနီလာဒီကိုကိုဆိုးပြလိုက်တာများလူကြီးတွေတောင်ဒီကလေးတချင်းဆိုကောင်းလိုက်တာတဲ့ငယ်ချင်းကိုတော်တယ်ပြောတာနဲ့ပဲသူ့ကိုချီးမွမ်းနေသလိုအဲနီပြောနေတယ်တူမာလည်းပုတ်တွေများကြီးရလိုက်တာပဲအဲနီဆိုတာပျော်လွန်းလို့လက်ခုပ်တီးရင်ဟေးလို့တောင်ထဲ့ဩလိုက်သေးတယ်လေကလေးပြိတက်ကတော့ကြိုက်တာများပြောမနေနဲ့လက်ခုပ်တီးတာတော်တော်နဲ့မရက်ဘူး အဲ့ဒါသူတို့တွေတိတ်ကြိုက်တဲ့ကာတွန်းကားတွေကတချင်းမဟုတ်လားတချင်းသာ အလွတ်မရရင်နေမယ်နားထဲမှာဆွဲနေကြတာမဟုတ်လားအင်္ဂလိပ်တချင်းကိုစုံနိုင်မို့ဘလို့ကျင်းရမလဲဆိုတာမောင်လေးညီမလေးတွေကိုပြောပြလိုက်အောင်လေဒူးမဟိုလေကာတွန်းကားများများကြည့်ကြပါကလေးတွေက ဟေးလို့ဩပြီးလူကြီးတွေကတဟားဟားရေးကြပြန်တယ်။သူမှပြီးတော့သူ့ကိုများခေါ်မလားလို့အန်ဒီစောင့်နေ။ဒါပေမဲ့တခြားသူလှည့်ပဲဖြစ်နေပြန်ရော့။ လူရည်ထားတာမို့သူပါဝင်၃ယောက်ပဲကျန်တော့တာအန်နီသိတယ်။ဒီတယောက်ပြီးရင် နောက်တယောက်ရဲ့အန်နီရဲ့အန်နီဟာနောက်ဆုံးများလား။ဘာပဲဖြစ်ဖြစ်မကြခင်ဆိုရတော့မှာပါလေ။တချင်းပြန်ကျင့်ထားအောင်ပါပဲ။မိုးရွာရင်မိုးရေချိုးမယ်မင်းမင်းလိုင်းဟဲအန်နီဟာကောင်းပေါ်ကိုရေစက်လေးတစ်စက်တောက်ခနဲကြလာလို့အံ့ဩသွားတယ်။တစ်စက်နှစ်စက်ဟဲမိုးရွာမလို့လားမဟုတ်ပါဘူးနော်။ ပြည်သက်ဟာတပေါက်ချင်းကြတာတဲ့မိုးဆက်တွေကြောင့်ရွရွတဲတဲဖြစ်သွားကြတယ်။လူကြီးတွေရဲ့ကိုကလေးသူကလေးနာမည်ခေါ်တန်းတွေစူညံသွားတာပဲ။မိုးမတဲ့ခင်အရင်အောင်ရောက်အောင်အပြေးလွှားထွက်ကြတာကိုအန်နီကြောင်ကြီးကြည့်နေတယ်။နေုံးလေအန်နီတချင်းဆိုရအောင်ပါလေ။အန်နီရှိမှတော့ကိုကိုလေးနဲ့ပြပြဟာဘုတ်အိတ်တွေလိုက်သိမ်းကြတယ်။ငါတို့ဘုတ်အိတ်တွေငါတို့ကိုပေးလို့တောင်းတဲ့လူတွေပေါ်လာတော့မထူပါဘူးဆိုပြီးပေးလိုက်တော့တာပဲ။ဘုတ်တွေဘာတွေလဲမရေအားတော့ဘူး။ ပြိုင်ပွဲဝင်လဲမစုံလိုက်ဘူးမဟုတ်လားမိုးဆက်တွေအောက်မှာတခန်းရဲသွားရတဲ့ကာယံကန်သားရအိုက်တော့ကြောင့်နောက်ရက်တွေမှာလူကြီးတွေ ရေစရာဟာတာလုံးပြီးပြန်ပြန်ပြောကြပေမဲ့အဲနီကတော့မယင်နိုင်ဘူးပြိုင်ပွဲဝင်နေတဲ့မှာ တူမာရလာတဲ့ဘုံအိတ်ကအဖောင်ကားဆုံးပဲဆိုတော့ပထမဆုရှင်ဟာတူမာပဲအဲနီသိတယ်အဲနီလည်းတတိယရခြင်းရအောင်မှာပေါ့တေချာလာကငွေချင်းတွေကိုအမြဲတူခွဲဝေကြွေးတတ်တဲ့တူမာဟာ ူရလာတဲ့ဤကြကွေးတွေရွှေရင်အေးတွေကြံရီတွေကိုတငယ်ချင်းတွေစီယူလာမှာပဲပြီးတော့ပြီးတော့ဒေါ်တော်ဝိုင်းရဲ့စာအုပ်ဆိုင်ကကာတွန်းစာအုပ်တွေလည်းတငယ်ချင်းတွေဖတ်ရမှာပဲခုတော့သူ့ကြောင့်အလကားမိုးအလကားမိုးမိုးစုပ်မိုးနာအဲဒီတန်ကြောင့်အဖွားကဟဲ့လို့ဟန့်လိုက်တယ်ကျေးဇူးရှင်ကိုမစော်ကားကောင်းမှုသမီးရဲ့မိုးမရှိရင်သမီးစားနေတဲ့ဆန်ဖြစ်လာမဲ့စဘာကိုဘလို့စိုက်မလဲရေတွင်းထဲကရေတွေဘလို့လုံးမလဲ ဟင်းဒီဟင်းရွက်တွေဘလို့စိုက်မလဲမပြောကောင်းဘူးကြာလားအဖွားဆက်ပြောနေမှာဆိုတာကြောင့်ဟုတ်ကဲ့လို့မြန်မြန်ပြောလိုက်ရတယ်ဒါပေမဲ့အန်နီစိတ်ထဲတော့စကားတွေဆက်ပြောနေတော့ဒီမိုးကိုခဏလေးပဲအန်နီစောင့်စီနေတာပါ ပွေပြီးအောင်ခဏပဲစောင့်စီနေတာပါမိုးမရောအောင်ပုံပေးဖို့လိုရင်လဲစောစောကလေးကရှိတဲ့မုံလေးတွေချိုချင်လေးတွေနဲ့အန်နီတို့ပုတ်ခင်မှာပေါ့မဟုတ်ဘူးလားဟုတ်ကဲ့ပါရှင် အဲနီလေးရဲ့အပိုင်း၅ကိုဒီမှာပဲရန်သားလိုက်ပါမယ်။နောက်ထပ်အပိုင်း၆မှာအဲနီလေးဘာတွေလှုပ်ထားအောင်မလဲဆိုတာစောင့်မျှော် နားဆင်ပေးကြပါဦးနော်။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။